Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်ကအိမ်မှာအလွယ်တကူနဲ့အရသာရှိရှိချက်ပြီးစားလို့ရမယ်ပဲတီအဆက်ဆက်ကလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တဲ့အမဲနဲ့လေးလည်းပါတယ်ဆိုတော့အားလုံးပဲကျော်စစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော်အမိုးလေးချက်ပြီးတော့ကြတော့စားကြည့်ပါလုံးဝအတွဲဆက်မိရယ်ပေါ့နော်ခမင်းလည်းမြိန်နေ ကဲအရင်ဆုံးအနေနဲ့စက်တူနီပပလီထားလေးတွေကိုထည့်ပြီးတော့စနွန်းမုံနဲ့အတူစီတက်ပေးပါမယ်။စက်တူနီနန်းလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့စက်တွန်ဖြူထည့်ပေးပါမယ်။စက်တွန်ဖြူနီနန်းလေးတွေမွေးလာရင်ငပိနှဲငယ်လေးထည့်ပေးပါမယ်။ငပိကိုကြည်အောင်ခုလိုမျိုးလေးခြေပေးမယ်ပေါ့နော်။ငပိကြည်သွားပြီဆိုရင်တော့ကျော်စစ်တို့ခန်းကျင်သီးကြိုက်ထားတာလေးကိုထည့်ပေးပါမယ်။ခန်းကျင်သီးဤပြီးတော့စီပေါက်လာသည့်အထိကိုခုလိုမျိုးအယောင်တင်းမုံလေးထည့်ပြီးတော့လုံပေးပါမယ်။ ခုလိုမျိုးခန်းကျင်စီဤပြီးတော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့တော်စစ်တို့အရာတာအတွက်ကိုရာတာမုံလေးထည့်ပေးပါမယ်။ပြီးရင်ငံပြာရီလေးပါထည့်ပေးလိုက်မယ်ပေါ့နော်။ပြီးသွားရင်တော့တော်စစ်တို့ဒါရေးဆေးပြီးတော့ကြတော့အသင်လီထားတဲ့ဒါကတော့ပဲသီးလေးတွေပေါ့နော်။ပဲသီးကိုထည့်ပေးပါမယ်။ပဲဒီနဲ့ဒီအနှစ်နဲ့အားလုံးနှံ့သွားအောင်တေချာလေးလုံပေးပါမယ်ဒီ channel လေးကတော့တဆစ်တို့ရွာချက်လို့လည်းပြောကြရတယ်ပေါ့နော်အလွယ်တကူအိမ်မှာချက်စားလို့ရှင်အရန်အရသာရှိပါတယ် ကဲပဲတိနဲ့ခန်းချင်းဒီအနေနဲ့အားလုံးနဲ့သွားအောင်လုံးပြီးတော့စီပေါက်လာတဲ့အနေထားလေးရောက်ပြီဆိုရင်တော့ပဲတိဤသွားရေနေလေးအနှဲငယ်ထည့်ပြီးတော့တဲပေးပါမယ်။ကဲပဲတိလေးနူးဤလာပြီးတော့ကြက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံးမှာအနှံလေးပို့ပြီးမှုရေးသွားအောင်ပေါ့နော်နန်းနန်းမင်းလေးပါကျွန်စစ်ကအုပ်ပေးလိုက်တယ်။ ။ဒနမင်လေးအုပ်ပေးပြီးသွားရင်တော့ဆက်ဆက်ကလေးနဲ့ပိုပြီးစားကအောင်မြို့သိစိမ့်ထောင်းထားလေးကိုပါထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့အရသာရှိပြီးတော့ကြတော့လွယ်လွယ်ကူကူနဲ့စားလို့ရတယ်။ပယ်သည့်အဆက်ချက်ကလေးရပါပြီ။လွယ်ကူရွှေရှင်းတာမျိုးချက်စားကြည့်ပါနော်။ အမေသားကိုတော့ကျစစ်ကလုံနဲ့ကလေးနှက်မယ်ပေါ့နော်အရင်ဆုံးတဲတဲကိုအမေသားတက်စင်ထားလေးထည့်တယ်ပြီးသွားရင်ကျက်တွန်ဖြူကျက်တွန်နီနဲ့ဂျင်းနဲ့ပေါ့နော်ကြိတ်ထားလေးထည့်တယ်ပြီးရင်ဆနုံးမုံထည့်တယ်အယောင်တင်မုံထည့်တယ်အရသာအတွဲစားရဲအချုံမုံရဲထည့်ပေးပါမယ်ပြီးသွားရင်ငံပြာရည်လေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အားလုံးနှက်သွားအောင်တေချာလေးနှက်ပြီးတော့ကြတော့ကျစစ်တို့နှက်ထားပေးလိုက်မယ်ပေါ့နော် ခုလိုမျိုးကျော်စစ်တော်15မိနစ်လောက်ရာသာလေးနှက်ထားပေးပြီးရင်တော့စီလေးထည့်ပေးပါမယ်။စီထည့်ပေးပြီးရင်တော့ကျော်စစ်တော်အရင်ဆုံးဒီအမဲသားကိုပေါ့နော်လုံရီခန်းသွားအောင်လုံပေးလိုက်ပါမယ်။ မဲသားလုံရီခံပြီးတော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီးဒီတဲပေးပါမယ်ခုလိုစီပေါက်လာတဲ့အနေထားလေးရောက်ပြီးဆိုလို့ရှိရင်တော့ပိုချက်မဲ့ဒီအမဲသားပေါ်မှာမူတည်ပြီးတော့ပေါ့နော်ရင်နွေးကိုလိုတလောက်ထက်ပြီးတော့နူးဤလာပြီးတော့ကြတော့နောက်ဆုံးစီပေါက်လာတဲ့အနေထားလေးအထိကိုတဲပေးလိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့ဒါလွယ်ကူရိုးရှင်းတဲ့အမဲသားလုံနှက်ချက်ကလေးရပါပြီဒီအဆက်ချက်ကလေးပေါ့နော်ဘယ်ဒီအဆက်ချက်ကလေးချက်ထားပါတယ်ဒါလေးရယ် ပြီးရင်ဒီဘက်မှာတော့ဒါအမဲသားနှက်ပေါ့နော်အမဲသားကိုကျော်စစ်ကဒါလုံးပြီးတော့ကြတော့နှက်ထားတာပေါ့နော်မပူပူလေးဆိုငွေတောင်ထွက်တယ်တော့ငယုတ်တီးဒါစားတောင်လေးငယုတ်တီးစားတောင်လေးပေါ့နော်အချမ်းဘက်ကလေးနဲ့စက်တွန်အနီလေးနဲ့ပေါ့နော်ထောင်ထားတာလေးရဲ့နဲ့တွဲပြီးစားပါမယ်အလုံးပဲစားကြပါအောင်ခင်ဗျအင်းဒီဘယ်ဒီချက်လေးကကြတော့ဘယ်ဒီအဆက်ချက်ပေါ့နော်အရန်စားလို့မြင်နေတယ် ยะดูดีเป็ดอยู่ดานูรีตะขวานเนาะทำไมเหม็นนะฮะเม่ดอนเนี่ยไปเจ้าเลยแทบแต่เอ็มาบ่เนาะ ချက်ပြီးတော့စားပြစ်တာဒါမျိုးလေးချက်ပြီးတော့စားကြည့်ပါလုံးဝအတွဲဆက်မိရယ်ပေါ့နော်ခမင်းလည်းမြိန်တယ်လူကြီးကလေးပေါ့နော်ခုံကြိုက်တယ်ဒီပဲဒီချက်ဆိုရင်嗯，嗯，谁？嗯。 မဲလာနဲ့ကလည်းဒါမျိုးချက်တာဒါလွယ်ပေါ့နော်ခါလည်းလုံးမချက်လိုက်တာဘာမှမခတ်ဘူးအချိန်လည်းအကုန်တတ်တာပဲကြချိုးနေပါပဲอืม လဲစားလို့ကောင်းတယ်ပေါ့နော်အော်ထမင်းလေးထပ်ပြီးတော့ကြာတော့ထည့်လိုက်အောင်မယ်ဒီနေ့ကတော့ကျော်စက်ကအိမ်မှာတပည့်တိအဆက်ချက်ကလေးရယ်ပြီးသွားရင်ဒါအမဲနက်ကလေးရယ်ပေါ့နော်ပြီးရင်ငယ်ဦးသီးစားလောင်းလေးရယ်နဲ့တွဲပြီးစပတ်သွားတာပဲဖြစ်ပါတယ်ဒါမျိုးလေးချက်စားကြည့်ဖို့ဝေမျှပေးပါတယ်ဒီနေ့ဘလော့လေးကိုဒီမှာပဲရက်ပြီးတော့နောက်ဘလော့ဒီမှာကျော်စက်နဲ့အတူပြန်ပြီးတိစောက်ကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ